Hello အားလုံးပဲမင်္ဂလာပါ Vlog Bike Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဗီဒီယိုလေးမှာငူက narcissistic အကြောင်းကိုငူပြပြပေးသွားမယ်တချို့လူတွေကလည်း narcissistic ဆိုတာကဘာလဲဆိုတာကိုသိကြတယ်အဲတချို့မသိတဲ့လူတွေအတွက်ကိုငူက narcissistic ဆိုတာဘာလဲဆိုတာပြပြပေးသွားမယ် narcissistic ဆိုတာကဒီ ခြုံပြီးပြောရမယ်ဆိုလို့ရှင်ကိုထွက်ပဲကိုတီးတဲ့အရန်တကူကောင်းဆန်တဲ့အတ္တသမားတွေကို narcissistic လို့ခေါ်တယ်။ narcissistic ဆိုတာက narcissistic personality disorder ဆိုတဲ့စိတ်ရောဂါတစ်မျိုးလို့လည်းပြောကြတယ်။ သူတို့ကြိုးမြတ်ရဖို့အတွက်ဆိုလို့ရှိရင်တပတ်သူရဲ့ခံစားချက်တပတ်သူကဘာပဲဖြစ်နေဖြစ်နေလုံးဝခင်းမဆိုင်ဘူးဥစားနာမှုမရှိဘူးပေါ့သူတို့တွေကသူတို့ကိုကြိုးအတွက်တခြားသူတွေရဲ့စိတ်တွေကိုအတုံးချတာလှည့်ပြတာမျိုးတွေလုပ်တတ်ကြတယ်ဒီအတ္တအယူဝါဒသမားတွေကသူတို့ရဲ့လိုအပ်ချက်နဲ့သူတို့ရဲ့ခံစားချက်တွေကိုပဲကြည့်ပြီးတော့တခြားသူတွေကိုစိတ်ပန်းဆိုင်ရာ abuse လုပ်တတ်တဲ့နေရာတွေမှာ သူများနဲ့မတူပါဘူးနှစ်ယောက်မရှိရဲ့ဒီမျိုးတွေလည်းဖြစ်တယ်အတူချုပ်ပြောရမယ်ဆိုရင်ဒီ narcissist တမားတွေကကိုကိုကိုတော့အမင်းလို့ပြောလို့ရတယ်အဲ့တော့ကိုကိုအယံအထင်ကြီးတယ်နောက်တစ်ခုကဂုံတိတ်ခါကိုအလွန်အမင်းရမ်းလို့ခြင်းကြတယ်သူတစ်ပါးရဲ့ခံစားချက်ကိုနားလည်မနေပါကြတယ် narcissist တွေနဲ့ဆက်ဆံရတာခက်ခဲပြီးတော့သူတို့ရဲ့ပြုမှုတွေကပတ်ဝန်းကျင်ကိုလည်းထိခိုက်စေနိုင်တယ်အဲ့ဒါကြောင့်ကိုရဲ့မိသားစုအပိုင်းဝိုင်းပတ်ဝန်းကျင်ကိုရဲ့ relationship ဒီလိုလူမျိုးတွေနဲ့ဆက်ဆံရတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေကိုအရန်ထိခိုက်စေနိုင်တယ်အဲ့တော့အရန်ဂရုပြုဖို့လိုအပ်တယ်ပေါ့နော်နာစစ်စစ်တွေကိုအမျိုးစားခွဲမယ်ဆိုရင်အဓိကအားဖြင့်အမျိုးစားနှစ်မျိုးရှိတယ်။ဒီအဓိကအမျိုးစားနှစ်မျိုးအောက်မှာပုံစံငယ်လေးတွေအများကြီး꿰သွားတဲ့နာစစ်စစ်တွေရှိတယ်။အဲ့တော့ဒီဗီဒီယိုလေးမှာကဒီနာစစ်စစ်တွေရဲ့အဓိကအုပ်စုနှစ်ခုကိုရှင်းပြပေးသွားမယ်။နောက်ဗီဒီယိုလေးမှာသူ့ရဲ့အသေးစိတ်ကိုထပ်ပြီးတော့ပြပြပေးသွားမယ်။အဲ့တော့ပထမဆုံးအုပ်စုတစ်မှာပါတဲ့နာစစ်စစ်တွေက grandiose narcissistic သူကကြတော့အကြီးကျယ်ခံထားတဲ့ narcissistic လို့အမ်တော့အမည်ပေးထားတယ်။အဲ့ဒါပါလဲဆိုရင်ဒီအမျိုးအစားကကိုယ့်ကိုယ်ကိုအလွန်အမင်းကိုအထင်ကြီးတာကိုယ့်ကိုအရန်အထင်ကြီးတယ်။ဒီအမျိုးအစားကကြတော့ကိုယ့်ကိုယ်ကိုအလွန်အမင်းယုံကြည်မှုရှိပြီးတော့သူများထက်သာလွန်တယ်လို့ထင်တတ်ကြတယ်။သူတို့ကကြတော့ဒီကိုယ့်ရဲ့ပံဝဲခြင်းအပိုင်းဝိုင်းအပေါင်းသိမိတ်ဆွေတွေရဲ့အာယုံဆူဆိုင်တာကိုအရန်ခံကျင်ကြတယ်။ဂယူဆိုင်မှုကိုအရန်ခံကျင်တယ်။ပြီးတော့သူတို့တွေလိုချင်တာချီးမွမ်းတာကိုအရန်ခံကျင်တယ်။ သူတို့ရဲ့အပြုမှုတွေကစိတ်အားထက်သန်ပြီးတော့လူမှုဆက်ဆံရေးမှာထင်ရှားတတ်ကြတယ်။ဒါကတော့ grandiose narcissistic လို့ခေါ်တယ်။နောက်ထပ် narcissistic ကကြတော့ vulnerable narcissistic ။သူကကြတော့ weak ဖြစ်တဲ့ narcissistic ပေါ့နော်။အားနည်းတဲ့ narcissistic ။ဒီမျိုးစားကကြတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုအရင်နေပါတယ်။သူကကြတော့ဒီ grandiose narcissistic နဲ့ opposite ပေါ့။ဟိုကကြတော့ကိုယ့်ကိုယ်အရင်အထင်ကြီးရယ်အရင်ကိုယ့်ကိုယ်အရင်သူများထက်တာလုံးနေလို့ခံစားရတယ်။ ဒီ vulnerable narcissistic ကကြတော့အလိုမဟုတ်ဘူးသူတို့ကကြတော့ကိုကိုကိုယုံကြည်မှုအရန်နေပါတယ်အဲ့ဒါကသူတို့ကကိုကိုအရန်အားနေနေရလို့ခံစားရတဲ့အခါကျတော့သူတစ်ပါးစီကအလွန်မင်းဂယုဆိုင်မှုကိုအရန်လူချင်းတတ်ကြတယ်ဒါကတော့အဓိကအုပ်စုကြီးဖြစ်တဲ့ဒီနှစ်မျိုးပေါ့နော် grandiose narcissistic နဲ့ vulnerable narcissistic ဆိုပြီးနှစ်မျိုးပေါ့အဲ့ဒီပြင်မှာနောက်ထပ်ခွဲခြားထားတဲ့ narcissistic နှစ်မျိုးကကြတော့ communal narcissistic နဲ့ malignant narcissistic ဆိုပြီးနှစ်မျိုးရှိသေးတယ် ကွန်မြူနတီဆက်ဆက်စ်ဒီအမျိုးသားကသူတို့ကိုသူတို့ လူမှုအကျိုးပြုတဲ့သူတို့သူတို့တွေကထင်တတ်ကြတယ်ပြီးတော့သူတို့တွေကသူများကကူညီပေးတဲ့ပုံစံမျိုးနဲ့အထင်ကြီးခံနေကြတယ်လူချင်းမှုခံနေကြတယ်အာရုံစိုက်ခံနေကြတယ်ဒါကတော့ community narcissist တဲ့နောက်တစ်ခုကကျတော့ malignant narcissist တဲ့ဒီမျိုးစပိုပြီးအနေရရှိတယ်အရန် dangerous ဖြစ်တယ်သူကဘာလဲဆိုတော့တစ်ဖက်သူကိုသူစိတ်ပိုင်းဆိုင်ရာတယ်မဟုတ်ဘူးသူကဒီ physically ဆိုင်ရာပါပေါ့နော်ရုပ်ပိုင်းဆိုင်ရာကိုပါသူကအနေဖြစ်စေတဲ့ဒီလုတ်တက်ထားတယ်အရှင်းဆုံးပြောရမယ်ဆိုရင်ဒီကသူတို့ဘာကိုထိန်းချုပ်ခြင်းနဲ့ control လုပ်ပြီးတော့နာကျင်အောင်လုတ်တက်တယ် အဲ့ဒါကတော့လုံးဝအန်ဒီယရှိတဲ့ narcissistic တွေမှာပါတယ် narcissistic လူမျိုးတွေကပုံစံမျိုးမျိုးနဲ့ကွဲပြားတယ် narcissistic ကကိုယ့်ရဲ့အပေါင်းတဲ့တငယ်ချင်းမှလည်းရှိနိုင်တယ်ပြီးတော့ကိုယ့်ရဲ့ relationship မှလည်းရှိနိုင်တယ်လို့ဒီအလောက်ခွင့်မှလည်းရှိနေအဲ့ဒီအပြင်ကိုယ့်ရဲ့ family ပေါ့မိသားစုမှလည်း narcissistic လူမျိုးတွေကရှိနိုင်တယ်အဲ့တော့ကိုနေ့စဉ်ပေါင်းတဲ့ဆက်ဆံတဲ့အတိုင်းဝိုင်းတွေမှာဒီလိုမျိုး narcissistic လူမျိုးတွေနဲ့ ကြုံတွေ့နေရပြီလားသူတို့နဲ့တကယ်လို့ကိုကကြုံတွေ့နေရပြီဆိုလို့ရှိရင်အဓိကအခြေကြီးတာကကိုရဲ့စိတ်ပေါ့နော်စိတ်ကျမ်းမာရေးစိတ်ခံစားချက်ကအရင်ကြီးကြီးသူတို့ကြောင့်ကိုရဲ့စိတ်ပိုင်းဆိုင်ရာရန်ဝီးဖြစ်သွားတတ်တယ်ပြီးတော့ထိခိုက်သွားနိုင်တယ်ဒီလိုလက္ခဏာရှိသူတွေနဲ့ဆက်ဆံတဲ့အခါမှာကိုရဲ့စိတ်ပိုင်းဆိုင်ရာကိုအရန်ကိုဂယူးဆိုင်ဖို့အရေးကြီးတယ် ဒီနေ့မှာတော့အခုက narcissistic ရဲ့အဓိကဒီအမျိုးအစားနှစ်မျိုးကိုပြပြပြီးသွားတယ်။နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီ narcissistic ကိုအသေးစိတ်ပေါ့နော်သူရဲ့ခေါင်းစိတ်အလိုက်ဘယ်လိုလူမျိုးတွေကတော့ဘယ်လိုပုံစံဘယ်လိုအနေအထားမျိုးနဲ့ကိုယ့်ရဲ့အနာမှာရှိလဲကိုကဘယ်လိုမျိုးသူတို့နဲ့ဆက်ဆက်ဆက်နေပြီဆိုလို့ရှိရင်ဘာတွေတိထားရမလဲဘာတွေရှောင်ကျဉ်ရမလဲဆိုတာကိုအခုပြပြပြီးသွားမယ်။ အဲ့တော့နောက်ပိုင်းဗီဒီယိုလေးမှာဆောင်ရမယ်เนาะအဲ့တော့အခုရဲ့ဗီဒီယိုလေးကိုစိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ပြီးတော့ပါအောင်တကယ်လို့အတိတ်တဲ့လူတွေရှိတယ်ဒီလိုမျိုးစားတွေကိုတကယ်တိတ်တဲ့လူတွေရှိတယ်တကယ်လည်းကြုံတွေ့နေရပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်း sharing လုပ်ပေးပါအဲ့တော့နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်เนาะ see you next my video bye bye